ကျွန်မကတော့တင်ဆက်သူမဆန်နာပါဖြည့်ရမှန်ဇလံကောင်းများနဲ့စိတ်ဝင်စားပွေမှုကင်းဇလံကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမှန် YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံကောင်းလေးကိုလည်းခန်းစားနားစင်အပိကြပါအောင်ရှင်အချိန်ကည9:00နာရီခန့်ဖြစ်ပါတယ်ကျွန်တော်အိမ်ကလေးကို အမောင်တို့ကဝါမျိုးထားတယ်အိမ်မှာကျွန်တော်ဇနီးမသိတာမရှိဘူး ညနေကစကားများရံဖြေးကြရီကျွန်တော်ဘက်မှာအထူးကြိတ်များပါသွားခဲ့သည်သူမကရက်ဆက်တဲ့ကျွန်တော်နဲ့မနေလိုလို့ဆိုကအိမ်မော်ကဆင်းသွားခဲ့တယ်။အိမ်မော်ကျွန်တော်တယောက်တည်းထိုးချောင်အိရပေါ်မှာလှဲလျောင်းပြီးယနေ့ထွက်ဝေလျက်ရှိတဲ့ဈာနေများကိုတဆောင်ပြီးတဆောင်ဖတ်နေခဲ့တယ်။ထိုးစင်တကားခောက်တန်ကကျွန်တော်စိတ်ကို အနှောက်ယှက်ဖြစ်စွာ ထွက်ပေါ်လိုလာခဲ့တယ်။ကျွန်တော်လည်းလှဲလျောင်းနေရင်ကမေးခဲ့တယ်။ဘာတူလဲ။ငါတို့ဟိ တကားဖွင့်စမ်းကျွန်တော်ရဲ့အမေကိုကျွန်တော်တို့ရက်ကွက်လူကြီးဦးလူဝါကသူ့ရဲ့အတန်အော်အော်ကြီးနဲ့ပြန်လည်ဖြေခဲ့တယ်ကျွန်တော်ကလဲလျောင်းနေရကားထပြီးအင်ရှိအဝင်တကမာကြီးစီကိုရောက်ခဲ့တယ်ချက်ထားတဲ့ဂလန့်ကိုချပြီးတကယ်ရွယ်များကိုဆွဲယူဖွင့်ပေးလိုက်တယ်သူအကကျွန်တော်မြင်တွေ့လိုက်ရတာက ကျွန်တော်တို့ရက်ကွက်လူကြီးဦးလူဝါနဲ့အတူမြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များဖြစ်ပါတယ် ကျွန်တော်မှာအံ့ဩခြင်းကြောက်ရွံ့ခြင်းစိုးရိမ်ခြင်းစသည့်များကိုဒီပိုင်းနဲ့ထဲစုပြုံခံစားလိုက်ရတယ်။ဒါပေမဲ့ဟန်ကိုဖို့ဆိုတဲ့အတိုင်းတုံရင်နေမဲ့ကျွန်တော်ရဲ့အတန်ကိုကြိုးစားထင်းပြီးဘာကိစ္စရှိပါသလဲခင်ဗျ။ထိုင်ပါအိမ်ထဲကိုဝင်ထိုင်ကြပါ။ကျွန်တော်ဘက်ကတာဝန်ကြီးစွာပြောလိုက်ရသည်။ရပါတယ်မထိုင်တော့ပါဘူး။ဒါနဲ့မင်းနာမည်မောင်မောင်ဝင်းဟုတ်ပါတယ်နော်။ ရဲရရှိကကျွန်တော်ရဲ့ဖိတ်ခေါ်မှုကို လက်ကပြညင်းဆိုရင် ကျွန်တော်နာမည်ကိုမီးတယ်။ဟုတ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ရဲစခန်းခဏလိုက်ခဲ့ပါ။စစ်မေးစရာလေးတွေရှိလို့ပါ။ဘာဖြစ်လို့စခန်းကိုလိုက်ရမှာလဲဗျာ။ကျွန်တော်ဘာလုပ်လို့လဲ။အချိန်တွေကြာအောင်မလုံဆမ်းပါနဲ့ကွာ။မင်းလုပ်ခဲ့တဲ့အလုပ်တွေမင်းတီးပြီးသားပါ။တချိန်ကတော့ဟုတ်ပါတယ်။ဘာလဲ။အခုတော့မဟုတ်ဘူးလို့ပြောမလို့လား။ဟုတ်ပါတယ်။ရဲရရှိကကျွန်တော်ကိုတေချာကြည့်ပြီး မင်းဟာ ကျူးလွန်ခဲ့တဲ့ပြစ်မှုအချို့အတွက်တော့ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုခံခဲ့ပြီးပြီဆိုတာမှန်နေဒါပေမဲ့အားလုံးအတွက်တော့မဟုတ်သေးဘူးဆက်လက်ကြားခံရမယ့်ပြစ်မှုတွေမင်းမှကြံရှိနေသေးတယ်ဘာပြစ်မှုတွေလဲကျွန်တော်နားမလဲတော့ဘူးဩမင်းကမင်းကျူးလွန်ပြီးထားတဲ့အခြားသောပြစ်မှုတွေမရှိတော့ပါဘူးလို့ငြင်းချင်နေပေါ့ဟုတ်ကဲ့ငါတို့ဘက်ကတတ်တည်ပြရင်ရော ကျွန်တော်ရှင်းရမှာပေါ့ကောင်းပြီ ရဲရရှိကစကားပြောဆိုခြင်းကိုရန်လိုက်ပြီးအမောင်တို့အတွင်ကိုလှည့်ပြီးပြောလိုက်သည်။ဆီယာမမထွေးထွေးမော်ဤမသိတာကိုခေါ်ခဲ့ပြီပါ။ရဲရရှိစကားဆုံးမှာအမောင်တို့အတွင်မှာအရေးများလှုပ်ရှားသွားရီမကြမီကျွန်တော်ရှိကိုအမျိုးသမီးနှစ်ဦးရောက်ရှိလာရီတက်ဦးမှာဒူရဲအုပ်အစဉ်ရှိအမျိုးသမီးတက်ဦးဖြစ်ပြီးကျန်တက်ဦးမှာတော့ကျွန်တော်ကိုမပေါင်းလို့လို့ဆိုကကျွန်တော်ကိုစိတ်ဆိုးပြီးဆင်းသွားခဲ့ပြီးကျွန်တော်မိမမသိတာဖြစ်နေပါရီ။ ကျွန်တော်မသိတာကိုမမျှော်လင့်မဲတွေ့ရတော့လွန်စွာအံ့ဩသွား၏ရှင်တွင်းမှလည်းဒေါသများတလိမ့်လိမ့်တက်လာကြ၏ကျွန်တော်သာနဂါးတကောင်ဖြစ်ခဲ့ရင်တော့မသိတာပြကြသွားနိုင်လောက်တဲ့အထိအကြည်မျိုးနဲ့လေမသိတာကို ကြည်မီရာ၏ဩမင်းကငါ့ကိုတစ္ဆာဖောက်တယ်ပေါ့ဖော့ကောင်လုပ်တယ်ပေါ့ဟုတ်တယ်ရှင်ကကျမမကြိုက်ပါဘူးဆိုရက်အမျိုးသမီးနဲ့လေတွဲတယ်ပြောပြန်တော့လေစိတ်ဆိုးတယ်ပြီးတော့နာနာကျင်ကျင်ဖြစ်အောင်လေ ရိုင်လာထိုးလာလှုပ်တယ်။ရှင့်ကိုကျမမုန်းတယ်။တိတ်ပြီးလဲနာကြီးတယ်။ဒါကြောင့်ရှင်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအားလုံးကိုရဲစခန်းသွားပြီးတော့ဖော်ကောင်လှုပ်လိုက်တယ်။ဒီနည်းနဲ့ရှင့်ကိုကျမတုတ်ပြန်လိုက်တယ်။ဒါပဲ။အော်ကျွန်တော်ကြားဖို့ဖတ်ဖူးခဲ့တဲ့မယားများတွေမှာရန်သူနဲ့တူတဲ့မယားဆိုတာမသိရလို့မယားမျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်တွေးမိခဲ့တယ်။ဤသို့သောရန်သူနဲ့တူတဲ့မယားကိုမှကျွန်တော်တွေးဘူးရပါပြီ။ ကျွန်တော်ကိုယ်တိုင်မြင်ဘူးရပြီတော်လိုက်ပါတော့ကျေးဇူးရှင်မကြီးကျွန်တော်ခိုးခွက်လူကြွေးခေရတဲ့အသက်ဆွန်ပြီးလောက်ကင်ကြွေးမွေးခေရတဲ့ကျေးဇူးနဲ့မျက်နာကိုမမထောက်ရက်ဆက်လွန်လာတဲ့ကျွန်တော်မသိတာကိုကြည့်ပြီးနာနာကြီးကြီးပြောမိတယ်ကဲမမဝင်အဖို့တွေပြောမနေနဲ့တော့ကွာအချိန်မရှိတော့ဘူးသွားကြစို့ရဲရရှိက လက်ကနာယီကိုမြှောက်ကြည့်ပြီးကျွန်တော်ကိုပြောတယ်ကျွန်တော်ဘလို့မှတတ်နိုင်ခြင်းမရှိတော့ပါဘူး ယုံကြည်စွာဖွင့်ဟပြောခဲ့ပြီးပြီမူရဲရရှိခေါ်ဆောင်ရာကိုလိုက်ပါခဲ့ယုံမှတပါကျွန်တော်တို့တခြားမရှိပြီ။အေးဒါကြောင့်မင်းတို့ကိုငါခဏခဏပြောခဲ့တာပဲ။မိမတွေကယုံကြည်အပ်တဲ့အရာတွေမဟုတ်ဘူးလို့။ဘာဖြစ်လို့လဲဆရာ။အော်မောင်မောင်ဝင်းရေယောက်ျားနဲ့မိမဆိုတာလင်မယားဆိုတဲ့အတိကျောင်းသားအတူတကွပေါင်းတဲ့နေထိုင်ကြပြီမဲ့။တကယ်တမ်းကျတော့ဒီစိမ့်နေဖြစ်သွားကြတာပဲမဟုတ်လား။ ကျွန်တော်နားလေပါပြီကျွန်တော်ကိုရွေးနေနားလေခဲ့ရပါပြီဆရာဓာတ်နဲ့နေပါအောင်ကမိမိမမသိတာမကြိုက်တဲ့အမျိုးသမီးကဘယ်ကလဲဘာကြောင့်မိမိမမသိတာမကြိုက်ရသလဲဆရာရဲ့ဆရာမိကွန်းတွေကများလိုက်တာ ကျွန်တော်ဘယ်ကစပြီးတော့ဖြေးရမလဲမသိတော့မှန်ပါ रे ကျွန်တော်တီးချိန်စိန်လွန်ခဲ့သွားတော့မောင်မောင်ဝင်းကိုမိကွန်းများစွာမေးမိတယ်ကဲဟုတ်သားပဲငါတီးချိန်တာတွေများသွားတယ် မင်းဖြေကျင်တာကတော့စပြီးဖြေတော့ကွာဆရာတိကျင်တဲ့မိကွန်းအားလုံးကိုကျွန်တော်ဖြေပေးပါမယ်။သူမကကြည်မြင်တိုင်ကပါ။နမေကချောဆူးမာတယ်။အလုတ်ကတော့မကောင်းတဲ့အလုတ်ပေါ်ဆရာကြီး။ကျွန်တော်နဲ့ပတ်သက်မှုကတော့ရိုးရိုးပါ။ဆက်နွယ်မှုကတော့ကျွန်တော်လုပ်တဲ့အလုတ်တချို့တွေမှာသူမရဲ့အကူအညီကိုရယူရတယ်။ဒါကြောင့်တရဲတွဲတော်ရှိပါတယ်။ဒါပေမဲ့ဗျာဖောက်ပြန်မှုတော့မရှိကြပါဘူး။ဟုတ်ရဲ့လားကွာ။ ကျွန်တော်ကမယုံကျင်စွာနဲ့ဖြတ်ပြီးမေးလိုက်တယ်။ဟုတ်ပါရဲ့ဆရာ။ကျွန်တော်တို့ဟာယောက်ျားချင်းတွေပဲ။ဘာလိမ်ဆရာရှိတယ်လေဆရာ။ဟုတ်ပါပြီ။ကဲကဲဆက်ပြောပါဦး။လွန်ခဲ့တဲ့တပတ်လောက်ကချောစုမတို့ရက်ွက်ထင်းမှာပေါထွင်းမှုတစ်ခုကိုကျွန်တော်ကျူးလွန်ခဲ့တယ်။အင်ရှင်နဲ့ရက်ွက်ကတိသွားလို့ထွက်ပြေးခဲ့ရတယ်။အဲ့ဒီမှာချောစုမနဲ့တွေ့ပြီးသူမခံကိုခေါ်သွားခဲ့တယ်။အဲ့ဒီညမှာချောစုမကကျွန်တော်ကိုဂူညီခဲ့တယ်။ ကံကောင်းထောင်းမစွာကျော်စုမရဲ့အခန်းထဲမှာပုန်းခိုနေခွင့်ရရှိခဲ့တယ်။အဲ့ဒါကိုသိသွားတဲ့ကျွန်တော်မိန်းမကကျွန်တော်နဲ့ကျော်စုမကိုဆွဆွဲလာတယ်။ကျွန်တော်လည်းအတန်တန်ရှင်းပြပြောဆိုဘူးပါတယ်။ဒါပေမဲ့မရပါဘူး။ဆွဆွဲပြောဆိုမြဲပြောဆိုနေပါတယ်။ဒီလိုနဲ့နောက်ဆုံးသီးမခံနိုင်တာနဲ့ရိုက်ပုတ်ထိုးချင်းမိလိုက်တယ်။အဲ့ဒါကိုမကြေမနက်ဖြစ်ပြီးတော့မင်းကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအားလုံးကိုရဲတပ်ဖွဲ့စခန်းမှာတွားရောက်တရင်ပေးတယ်။ ဲ့ဒါတို့ကြောင့်မိငါတို့ထောင်ထဲကိုရောက်လာတယ်ဒီလိုလားကျွန်တော်မမောင်ဝင်းရေပြောနေစေစကားများကို အဆုံးသက်ပေးလိုက်တယ်အမှန်မှပဲဆရာကြီးမှတ်ထားပါမမောင်ဝင်းလှုပ်ဝက်ထားတဲ့အရာမှန်သမျှကို မွေးထုတ်ပေးတဲ့အမိနဲ့အဖကိုမဆိုထားနဲ့ချစ်လို့ယူထားတဲ့မိမကိုတော့ဖွင့်ဟအတိပေးပြီးမပြောရဘူးလေကွာဟုတ်ကဲ့ကျွန်တော်မှတ်ထားပါမယ်ကျွန်တော်နဲ့မောင်မောင်ဝင်းစကားကောင်းနေစဉ်မင်းကြီးမောင်ဝန်တန်းတက်သားထွန်းမြင့်က ကျွန်တော်ရုံးခန်းလေးကိုရောက်ရှိလာပြီးပြီးတော့ဆရာအခုဆက်နှစ်နာရီညွှန်ကြားရေးမှူးချုပ်ဝင်စီစီမေတဲ့အဲ့ဒါအစစ်စစ်ခံနိုင်အောင်အားလုံးအစဉ်သင့်လုပ်ထားပါတဲ့မှန်ပါတယ်အကျဉ်းဦးစီးဌာနမှာညွှန်ကြားရေးမှူးချုပ်ကလက်ဟောက်ရှိအကျဉ်းထောင်များ အလုံစကန်များစသည့်များကိုအခါအားရော့စွာဝင်ရောက်စစ်ဆေးလေရှိပါတယ်လူအပ်တာများကိုလည်းညွှန်ကြားလေရှိပါတယ် ဤနေ့မှာကျွန်တော်တို့ဗဟုအကျဉ်ထောင်အင်းစိန်ကို ဝင်ရောက်စစ်ဆေးမှာဖြစ်ပါရည်။သူဖြစ်၍ကြိုတင်သိရှိနိုင်ရန်နှင့်လူအပ်ကြများကို အသင့်ပြင်ဆင်ထားရှိရန်မင်းကြီးထောင်မှုကြီးကပြောခိုင်းလိုက်ခြင်းဖြစ်ပါရည်။အေးအေးအားလုံးအစဉ်သိဖြစ်အောင်လှုပ်ထားပါမယ်လို့ပြန်ပြီးတော့သတင်းပို့လိုက်ပါကွာ။ဟုတ်ကဲ့ဆရာ။ဝင်တန်းတက်သားထွန်းမြင့်ထွက်သွားရည်။ကျွန်တော်ကမောင်မောင်ဝင်းကိုကဲမောင်မောင်ဝင်းကြီးဒီနေ့တော့ဒီလောက်ပဲကွာ။ နောက်နေ့များမှမှပြန်ဆက်ကြအောင်ဆိုပေါ့ကွာဟုတ်ကဲ့ပါဆရာကျွန်တော်ကျွန်တော်ရဲ့နေတာဝင်ချောင်းဝန်ထမ်းများအေးဆောင်မအခန်းလူကြီးများစီကံထိန်များတန်ရှင်းရေးဘုတ်ရေကန်ပါရစသည့်များကို အခေါ်ခိုင်းပြီး လူအပ်တာများကိုထက်စစ်ညွှန်ကြားခြင်းပြုလုပ်ရပြန်နေအားလုံးပြီးစီးချိန်မှာကျွန်တော်ကိုယ်တိုင်ပနာမစစ်ဆေးခြင်းအဖြစ်စစ်ဆေးလိုက်ရတယ်ထိုနေ့ကကျွန်တော်နဲ့မောင်မောင်ဝင် ဤများသောစကားစုများကိုသာပြောဆိုပြခဲ့ကြ၏။နောက်ရက်များမှာ စကားပြောခွင့်မရရှိတော့ပါ။ဘာကြောင့်လဲဆိုတော့မောင်မောင်ဝင်ကဤအကျဉ်ဦးစီးဌာနလက်အောက်ခံစခန်းတစ်ခုဖြစ်တဲ့ကျိတ်ထုံမျိုးနဲ့မုတ်ပလင်ကြောက်ထုပ်အလုံးစကန်းကိုရဲဘက်အကျဉ်းသားအဖြစ်ပါသွားတယ်လို့ကျွန်တော်ကလည်းစကိုင်းတိုင်းကလေးမျိုးအကျဉ်းထောင်ကိုပြောင်းရွှေ့လာရတာကြောင့်ဖြစ်ပါရဲ့။ဒီနေ့တော့ရုံချုပ်ကိုတာဝန်တစ်ခုဖြစ်ရောက်ရှိလာတယ် ထို့ကြောင့်အင်းစိန်ကိုကျွန်တော်ပြန်လေရောက်ရှိခဲ့သည်။ရုံးချုပ်မှာကျွန်တော်တာဝန်များပြည်ဆောင်စွာလုပ်ကင်ပြီးတဲ့နောက်မြို့ထဲကိုစာမူပေးပို့ရန်ထွက်ခဲ့သည်။စာမူများပေးပို့ခဲ့ပြီး33လမ်းနည်းကိုအဝင်ကျွန်တော်ရှိမှခတ်သက်သက်ရှောင်းနေသူတယောက်ကိုမြင်ရသည်။ပုံစံနဲ့ပုံဟံမှာကျွန်တော်တည်ကျွမ်းခဲ့ရဘူးသူတယောက်နေတူသည်။ထို့ကြောင့်ထိုလူနောက်ကိုခတ်သက်သက်လှမ်းပြီးလိုက်သွားခဲ့သည်။ပြီးတော့မမဝင်းမမဝင်း ကျွန်တော်လှမ်းရီခေါ်ရီသူသူကကျွန်တော်ခေါ်တန်ကိုကြားသွားရီလှမ်းနေစေခြေလမ်းများကိုရက်ပြီးနောက်ကိုလှည့်ပြီးကြည်ပြီးတော့အန်အော်တဲ့မျက်နှာနဲ့ဟာဆီယာကျွန်တော်ထံပြေးလာပြီးကျွန်တော်လက်နှစ်ဖက်ကို တင်းကျပ်စွာဆုပ်ကိုင်းနေဆီယာရေအခုမှပြန်တွေ့ကြရတယ်နော်ကျွန်တော်ဝမ်းသာအားရပြန်လေပြောခဲ့သည်ဟုတ်တယ်ကွာကျွန်တော်တို့တော်တော်နဲ့စကားမပြောနိုင်ကြတယောက်မျက်နှာတယောက်ကြည့်ပြီးရက်နေကြရီး မောင်မောင်ဝင်းပိန်သွားတယ်ဖြူတဲ့သူ့ရဲ့အသားများကလည်းညိုလို့နေခဲ့တယ်မင်းလွတ်လာပြီနော်ကျွန်တော်အမေစကားပြောခဲ့တယ်ဟုတ်ကဲ့ကျွန်တော်လွတ်လာပါပြီဆရာကျွန်တော်မောင်မောင်ဝင်းရဲ့အဖြေကိုစဉ်းစားပြီးအမေတခုကိုထပ်မံပြုခဲ့ပြန်တယ်လွတ်လာတာတော့ဟုတ်ပါပြီလွတ်ရစေလို့လွတ်လာတာလားဒါမှမဟုတ်စကန်းကနေထွက်ပြေးလာတာလား။အာဆရာရေပြေးလေးပြေးတဲ့က224ဆိုတဲ့ ရဲဘက်ပြေးပုံမကူကြောက်ပါရီဗျာကျွန်တော်ရဲ့ကြိုးစားမှုနဲ့ရိုးသားမှုကြောင့်ရှော့ရက်များများရပြီးတော့လွတ်လာတာပါမယုံရင်ဒီမှာကြည့်ပါစရာမမဝင်းကထောင်ထွက်ဝရန်ကိုသူ့ရဲ့အင်ကြီးအိတ်ကပ်အတွင်မှာထုတ်ယူပြီးကျွန်တော်ကိုပြားရီကျွန်တော်ကယူပြီးကြည့်လိုက်တယ်မှန်နေမမဝင်းကထွက်ပြေးပြီးလွမြောက်လာခြင်းမဟုတ်ခဲ့ပြီးလို့ရက်စေးလို့ထောင်ထွက်ဝရန်နဲ့တရားဝင်လွမြောက်လာခဲ့ခြင်းဖြစ်ပါရီ ဒါကိုထောင်ထွက်ဝေယံထုတ်ပြီးသူစကန်းတာဝန်ခံရဲ့ထိုးမြဲလက်မှတ်နဲ့တက်ဆိုင်ရာစကန်းရဲ့တစိတုံးများကတတ်တည်ခံနေသည်။အေးကွာခုလိုတရားဝင်လွတ်လာတာဆိုတော့နောင်ရိပ်အေးရတာပေါ့။နို့မို့ဖြင့်အရက်ထဲမှာမျက်နှာငရလိမ့်မယ်။ဟုတ်ပါရဲ့ဆရာ။ဒါတွေသိလို့လေကြမ်းတမ်းပြီးပင်ပန်းတဲ့ဓာန်တွေကိုချိန်မိတ်ခံပြီးတော့တရားဝင်ထွက်ခွင့်ရတဲ့အချိန်အောက်ဤတီးခံစောင့်နေခဲ့တာပါပဲဆရာ။ကဲဆရာ။ လမ်းပေါ်မှာမတ်တပ်ရက်နေကြတာတက်စားတော့ဆိုင်တစ်ခုခုကိုဝင်ကြတာကပိုကောင်းမင်ထင်ပါလေမောင်မောင်ဝင်းကကျွန်တော်ကိုပြောရင်တစ်ဆက်ထည့်အကြံပြုလာ ರಿ အေးကောင်းနေငါလည်းဘိုက်စားနေကျွန်တော်နဲ့မောင်မောင်ဝင်းစားတော့ဆိုင်တစ်ခုတည်းကိုလမ်းခေကြ ರಿ စားတော့ဆိုင်ထဲမှာနေရယူကြပြီကဲဆရာကျွန်တော်တော့အရတော့မယ်ဆရာရောအော်မေးလို့မေးလို့ဆရာကအရမမတော့ဘဲတခုခုတော့ပေါ့ မမဝင်းကသူ့အတွက်အရက်တပလင်းမှာပြီးကျွန်တော်အတွက်တော့အေးတပလင်းနဲ့ခောက်ဆွဲကြော်တပွဲမှာပြီးဒါနဲ့နေပေါင်းကမင်းထောင်ထဲမှာငါနဲ့တွေ့တော့ကအရက်မတောက်ဘူးလို့ပြောခဲ့ပါတယ်အခုဘလို့ဖြစ်တာလဲကျွန်တော်မမဝင်းကို နားမလည်စွာမေးမိတယ်ဟုတ်ပါရဲ့ဆရာအစကကျွန်တော်လုံးဝအရက်မတောက်ပါဘူးအခုစိတ်ညစ်လို့တောက်တာပါ သူစကားကိုကျွန်တော်နားမလဲဒါကြောင့် မင်းမဘာစိတ်ညစ်စရာတွေရှိနေသလဲငါကိုပြောစမ်းမအောင်ကုညီနိုင်တာဆိုရင်လေကုညီပေးရတာပေါ့ရှိပါကောလားဆရာကြီးဒါပါလေကျွန်တော်အကြောင်းတွေကိုနောက်မှဆရာကိုပြောပြပါမယ်မောင်မောင်ဝင်းကစကားပြောခြင်းကိုရက်ပြီးတဝဲထိုးလာချပေးတဲ့အရက်ကိုရေးမရောပဲအရတိုင်းငှဲ့ပြီးတောက်တယ်ကျွန်တော်မောင်မောင်ဝင်းရဲ့အပြုမူကိုငေးလို့သာကြည်နေမိတယ်ဒါနဲ့ဆရာဆရာကိုကျွန်တော်တခုမေးခြင်းနေ ။ဘာမြလဲ။မင်းမေးကျင်တာမေးလေ။ဆရာရဲ့တကဘာမချသေးပါဘူးဆိုတဲ့ဝိထုတိုလေးကိုဖတ်ရတယ်။အဲ့တော့တကယ်ဖြစ်ရမှန်လားယင်း။ Ừm တကယ်ဖြစ်ရမှန်ပေါ့။ဒါဆိုထောင်ကျနေတဲ့ထောင်ကျအကျဉ်းသားအလုံးရဲ့ဇနီးမယားတွေဟာဒါမျိုးတွေကြည့်ပဲလား။ထောင်ကျနေတဲ့ထောင်ကျအကျဉ်းသားအလုံးရဲ့ဇနီးမယားတိုင်းတော့မဟုတ်ပါဘူး။လေယောက်ျားထောင်ကလွတ်လာမယ့်အချိန်ကို အစင်းရဲခံအပင်ပန်းခံပြီး တစ္ဆာရှိရှိစောင့်နေကြတဲ့ဇနီးမယားတွေလည်းရှိပါသေးတယ်။ဒါဆိုဆရာကဘာဖြစ်လို့ဒီတကဘာမချသေးပါအောင်ဝိထုကိုရေးတာလဲ။ဒါကတော့ငါအမြင်ငါရှူတော့ကမြင်လိုက်ရတဲ့မြင်ကွင်းလေးတစ်ခွက်မှရေးလိုက်တာပါပဲ။ဒါဆိုရှိတော့ရှိတယ်ရှားတယ်ပေါ့။အေးလေဟုတ်တယ်။မောင်မောင်ဝင်းငြိမ်ကြသွားပြီ။အယံများတောက်ပြန်နေ။ကျွန်တော်လည်းလိမ္မော်ကြီးကိုတောက်ပြီးခောက်ဆွဲကြုံကိုစားပြီ။ကဲမောင်မောင်ဝင်း မင်းအစာပြုတ်ပြီးပြောပါမယ်ဆိုရင်မင်းစိတ်ညစ်ရတဲ့အကြောင်းကိုပြောပါဦးမမဝင်းကအရက်ခွက်ကို ပြန်ချရီကျွန်တော်ကို ကြေကွဲစွာကြည့်ရီတပြင်းကိုလည်းချရီပြီးတော့မှဒီလိုပါဆရာကျွန်တော်ဇနီးမသိတာဆရာရဲ့တကယ်ပါမချားသေးပါဘူးဝိထုတွေကမမဝင်းလိုပါဒီတက်တောင်စိုးခဲ့ရလို့ပြောရင်လေရပါရီဆရာပြောစမ်းမအောင်ဘလို့များစိုးနေခဲ့လို့လေကျွန်တော်မိမဟာ ကျွန်တော်ရုံထွက်ရတော့ကလည်းရုံကုန်မလာဘူးအချုပ်သားဘဝမှာရော ထောင်ကြပြီးထောင်ကြအကျဉ်းသားဘဝမှာရောထောင်ဝင်စာတစ်ခါမှမလာခဲ့ဘူးဘာလို့လဲကွာဘာလို့ရမလဲဆရာကြီးကျွန်တော်ကိုပြစ်ပြီးသူ့ငယ်ချေဦးနဲ့ပေါင်းနေပြီလေဩဒါကြောင့်လားဒါထက်မကစိုးတာရှိသေးတယ်ဆရာဒါထက်စိုးတာရှိသေးတယ်ဟုတ်လားပြောကြမအောင်မမောင်ဝင်းရမမောင်ဝင်းကစကားမဆက်ရက်ထားတယ် ကျွန်တော်ကလည်းရီရီဝေဝေကြည့်တယ်။ပြီးတော့ဘာဖြစ်လဲဆက်ဆမ်းမအောင်။ကျွန်တော်တို့ပိုင်ခဲ့တဲ့အိမ်နဲ့ခြံကိုလည်းရောင်းသွားတယ်။ရှိရှိသမျှရွှေငွေတွေကိုလည်းယူသွားတယ်ဗျာ။မမဝင်းကစကားပြောရင် တောက်တစ်ချက်ပြင်းပြင်းခေါက်တယ်။မမဝင်းရဲ့တောက်ခေါက်တံကကျေလောင်သွားတယ်။ထို့ကြောင့်စိုင်းပိုင်ရှင်နဲ့တခြားသော ကျွန်တော်တို့ကဲ့သို့စားတော့နေသူများက ကျွန်တော်တို့နှစ်ယောက်ကိုလှမ်းပြီးကြည်ကြတယ်။ ျွန်တော်ကလှည့်ကြည့်လာသူများကို တောင်းတောင်းပပန်နေပြောဆိုလိုက်သည်ဘာမှမဟုတ်ပါဘူးခင်ဗျကျွန်တော်လူပောက်ကွဲသွားလို့ပါမောင်မောင်ဝင်းညင်နေသည်ခဏကြာမှဒါကြောင့်ဒီကောင်မကိုကျွန်တော်လိုက်ရှာနေတယ်တွေ့လို့ကတော့ကဘာပေါ်မှာအရက်ဆက်ဆုံးသောနီးတွေနဲ့လက်စားချေပြင်မယ်အာမဟုတ်သေးပါဘူးမောင်မောင်ဝင်းရမင်းထောင်ကြခဲ့ပြီလွတ်လာတာလည်းမကြသေးဘူးနောက်တစ်ချိန်ထောင်ထဲကိုထပ်ဝင်ခြင်းသေးသလား တကယ်တော့ထောင်ဆိုတာမသွားတဲ့မသွားအပ်တဲ့နေရာတစ်ခုပါကွာလောကမှာအပြောင်းအပြက်လားတကယ်လားတော့မသိဘူးပေါ့ကွာလူများစွာ ပြောနေတဲ့စကားရှိပါတယ်ဘာစကားများလဲဆရာဟိုလေဝမ်ကိုတူကန်တတိဝိတ်ဖိုးရယ်ဒီဆိုတာလေတယောက်သား2ယောက်လား3ယောက်ကစောင့်မျှော်နေတယ်4ယောက်ကအစင်သင့်ဆိုတာပေါ့ဒီတော့မင်းကဒီစကားကိုအခြေခံပြီးတော့တယောက်မကောင်းတယောက်ပြောင်းပေါ့ကွာမဟုတ်ဘူးဆရာ ီကောင်မတေမှာကျွန်တော်ကျေနပ်နိုင်မှာမောင်မောင်ဝင်းကအခိုင်မာပြောတယ်မင်းမားနေပြီဒီမိမမင်းကြောင့်တေသွားတော့ရောမင်းထောင်ကြုံကလွဲပြီးတော့မင်းအတွက်ဘာအကျိုးကျေးဇူးရမှာလဲလောကမှာလူရယ်လို့ဖြစ်လာရင်တိုင်းပြည်အကျိုးလူမျိုးအကျိုးစားတဲ့အကျိုးရှိမဲ့အလုပ်တွေကိုပဲလုပ်ရတယ်ဘာမဟုတ်တဲ့မိမတယောက်အတွက်နေကိုဘဝကိုအနစ်မောမခံရဘူးကွာနေပါဦးဆရာကြီးကျွန်တော်တခုပြောပြရစီ သူနဲ့ကျွန်တော်ဟာမိဘတွေပေးစားလို့ယူခဲ့ကြတဲ့အိမ်တော်တွေမဟုတ်ပါဘူး။နှစ်ဦးသဘောတူကြည်ပြူချစ်ကြိုက်ကြလို့ယူခဲ့ကြတဲ့သူတွေပါ။သူ့ရဲ့လုပ်ပုံကိုကျွန်တော်ဘလို့မှနားမလည်နိုင်တော့ဘူးဆရာကြီး။မမဝင်းကညင်းညင်းညူညူပြောတယ်။ကျွန်တော်ကပြုံးပြီးမင်းမသိဘူးဟုတ်လား။အေးငါသိတယ်။ဆရာသိတယ်ဟုတ်လား။မမဝင်းကအံ့အံ့ဩဩမီးတယ်။ဟုတ်တယ်သိတယ် ဒီမှာမောင်မောင်ဝင်နားထောင်မှတ်လဲမှတ်တာလင်မွဲလင်တာလင်သူရကြိုက်လင်မိုက်လင်ပြင်းလင်ပြင်းလင်ဦးအလိုအပြည့်မပြည့်လာရှိတုံးကလည်းမိမဟုသည်ဤရှင်းမြေကြောင့်မကြည်မသာပြုတ်တတ်စွာဤတဲ့မာဃဒေဝပြုတ်မှရေးထားတယ်အဲ့ဒီရှင်းမြေတွေကတခုခုဟာတို့ယောက်ျားမှချုံရွှဲမှုရှိခဲ့ရင်မိမတို့ရဲ့တစ္ဆာဖောက်ခြင်းကိုမလွဲမသွေခံရမယ်သာမှတ် ကျွန်တော်ကမဃဒေဝပြိုတဲ့ကရှင့်မိနေတခုမှမကိုက်နေပါလားဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်မိမရဲ့တစ္ဆာဖောက်ခြင်းကိုခံရတာလေဗျာငါပြောမယ်လေမင်းကမဃဒေဝပြိုတဲ့ကရှင့်မိနေတခုမှမကိုက်နေပေမဲ့ဒီထက်ဆိုးွားတဲ့ဘဝတွေကိုရောက်နေတာကိုဘလို့ဘလို့ကျွန်တော်မရှင်းမှုစရာပြန်ပြောပါဦးအေးမင်းကထောင်ကျနေပြီကိုကမင်းထောင်ကျနေတော့မင်းရဲ့ရှာဖွေကြွေးမွေးမှုကို မရရှိနိုင်တော့ဘူး ရှင်းရှင်းပြောရရင်ကွာမင်းဟာလက်ရှိမှာသူမအတွက်ဘာတစ်ခုမှ အသုံးမဝင်တော့ဒါကြောင့်မင်းကိုပြစ်ပြီးတော့သူမအတွက်အသုံးဝင်မဲ့သူကိုရှာသွားခဲ့တာပဲရက်ဆက်လုံးနေဗျာကျွန်တော်ဟာ သူမကိုခိုးဝက်လူရက်ကျွေးခဲ့တာပါဒီမျက်နာမှမထောက်ဘူးဗျာတကယ်ကိုရက်ဆက်တဲ့မိန်းမပဲအေးအဲ့ဒါကိုသိရင်ဒီမိန်းမကိုဝေးဝေးရှောင်လူသစ်စိတ်သစ်နဲ့ဘဝကိုတိဆောက်ငါတော့အဲ့ဒါပဲပြောချင်တယ်မောင်မောင်ဝင် ဒါဟာလဲမင်းကိုငါရဲ့ညီငယ်တယောက်လို့သဘောထားလို့အကြံပြုတာပါ။ကျွန်တော်နားလဲပါပြီဆရာ။အေးမင်းကိုတခုတော့ကြိုပြောလိုက်ရအောင်မေ။ဘာများလဲဆရာ။မင်းရဲ့အကြောင်းကိုငါဝိတုတပုတ်ရေးမေ။ဒီဇလန်းမှာငါတို့ယောက်ျားတွေအတွက်သင်္ကန်းစာယူစရာတွေပါရေးကွာ။ဆရာကြိုက်ရင်ရေးပါဆရာ။ကျွန်တော်ခွင့်ပြုပါတယ်။ဝိတုနမေကရောဘလို့ပေးမလဲဆရာ။မိမဆူအမုံလို့။ဟာတိတ်ကောင်းနေ။ ကျွန်တော်ကြိုက်တယ်ဆရာကဲကောင်းပြီဒါဆိုတို့သွားကြစို့ကျွန်တော်နှုတ်ကမောင်မောင်ဝင်းကိုပြောပြီးကြားတဲ့ငွေများကိုရှင်းပေးလိုက်တယ်ပြီးတော့ဆိုင်ထဲကနေထွက်လာခဲ့တယ်ဆာရီတူဆရာကြီးကိုလေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်